လမ်းဆက်မလျှောက်နိုင်တော့လို့ငိုနေခဲ့တဲ့သူဟာတနားီသုံးပိုင်းမြန်နှုံးကိုထိန်းထားဖို့မောင်းမြင်ခဲ့တာကြောင့်ကန်ဆိုးသူမောင်ရှင်ဖြစ်သွားခဲ့ပြီးစစ်သားတို့ကခေါင်းကိုမညာမတာပြက်တက်လိုက်ပါတယ်အသက်မဲ့နေတဲ့ခန္ဓာကိုယ်တစ်ခုလုံးမြေကြီးပေါ်ကိုလဲကျသွားချိန်မှာတော့သူ့ကိုလှည့်ကြည့်မဲ့သူတယောက်မှမရှိခဲ့သလိုဒါကတေချင်းတရားနဲ့ရေမောင်တန်းပြီးရှင်ပြန်ရတဲ့လမ်းလျှောက်ပွဲတစ်ခုဖြစ်နေလို့ပါပဲပြိုင်ပွဲဝင်သူတိုင်းဟာလမ်းလျှောက်နေရင်အစာစားရတယ်လမ်းလျှောက်နေရင်အပေါ်လေးပါစိုးရသလိုနောက်ကျကြံခဲ့တဲ့သူတိုင်းကိုအနည်းငယ်လိုက်ပါလာတဲ့စစ်သားတွေကပြက်တက်ပြင်မှာဖြစ်ပါတယ် ဒီလိုရက်စက်တဲ့ဂိမ်းအတွက်အသက်ရှင်ပြီးအနာရမဲ့သူကစုငွေမြောင်များပြင်အစိုးရကသူလိုချင်တဲ့ကိုပိုင်စံနာတစ်ခုကိုပါဖြည့်ဆည်းပေးမှာပဲဖြစ်ပါတယ်။ကဲဒီကားလေးကတော့မကြသေးမီကမှထွက်ရှိထားတဲ့2025ခုနှစ်ရဲ့တဲထဲရင်ပိုးရုပ်ရှင် The Long Walk ပဲဖြစ်ပါတယ်။20ရာစုရဲ့ပြိုင် version တစ်ခုမှာ American ဟာနှစ်ပေါင်းများစွာကြာတဲ့ဗီရင်းစစ်တံကိုခံခဲ့ရပြီးစီးပွားရေးရတန်ကလူမှုရေးနဲ့ပျက်စီးသွားတဲ့ခေတ်တဲကိုရောက်ခဲ့ပါတယ်။ပြည်သူလူထုရဲ့ယုံကြည်မှုကိုပြန်လည်ရရှိဖို့အတွက်အုပ်ချုပ်သူအစိုးရဟာ ဈေးရတဲ့လူများစုရဲ့မျိုးချစ်စိတ်နဲ့လှုပ်လှုပ်လိုတဲ့စိတ်ကိုနှိုးဆွပို့ရည်ရွယ်ပြီးနှစ်စဉ်ကျင်းပတဲ့ The Long Walk လို့ခေါ်တဲ့စီစဉ်တစ်ခုကိုဖန်တီးခဲ့သလိုနှစ်စဉ်တစ်တိုင်းစီစဉ်သူတွေဟာ American ပြည်တော်စုတုံးကပြည်နယ်တွေကနေလူ၃ဦးကနေ၅ဦးစီထိဖိတ်ခေါ်ပြီးလူ90ပါပြိုင်ပွဲဖွဲ့တစ်ခုကိုဖွဲ့စည်းရှင်ပြစေခဲ့ပါရီစီကန်းတွေကရိုးရှင်းလာသလိုတတ်မှတ်ထားတဲ့အချိန်တိုင်းရှေ့ဆက်လမ်းရှောင်နေအောင်ပါပဲဘန်းနိုင်ကိုရင်းဆုံးရောက်တဲ့သူကအနာရမဲ့သူပဲဖြစ်ပါရီအနာရသူဟာကြီးမားတဲ့စုငွေအပြင်အစိုးရကဖြည့်ဆည်းပေးမဲ့ဆန္ဒတစ်ခုကိုလည်းရရှိမှာပါ ိနောက်ဒီပွဲစတင်လိုက်တာနဲ့ဒါဟာအမေရိကန်ရဲ့လူကြိုက်အများဆုံးပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ပွဲဝင်တွေကစိတ်လှုပ်ရှားမှုပြည့်နဲ့ပြိုင်ပွဲကျင်းပရာနေရာကိုရောက်လာတဲ့အခါပြိုင်ပွဲဆိုတာသူတို့စိတ်ကူးထားသလိုမျိုးမဟုတ်ဘူးဆိုတာကိုချက်ချင်းသိလိုက်ရပါတယ်။လမ်းလျှောက်တာစတင်လိုက်ပြီဆိုတာနဲ့ပန်းနံရောက်တဲ့အထိရန်နာလို့မရတော့သလိုအနာရသူတူတွေကသာအသက်ရှင်မှာဖြစ်ပါတယ်။လဲကြနေမဲ့သူတွေအတွက်ကတော့ခေါင်းထဲဝင်လာမဲ့ကြီးစံကိုပဲစောင့်နေရမှာဖြစ်သလိုဒီလိုမျိုးမအောင်မြင်သေးရမယ်ဆိုတဲ့အဖိုးခါရှိနေပေမဲ့ ဂုံတိတ်ခါရဲ့ကံကြမ္မာရဲ့ဂရီးကွေတွေကနောက်ထပ်ပြိုင်ပွဲဝင်မဲ့သူတစ်တွေကိုဆက်ပြီးဆွဲဆောင်နေခဲ့ပါတယ်။အဲဒီအချိန်တစ်ဖက်မှာတော့တက်ဆက်ပြည်နယ်ရော့စ်မျိုးငယ်လေးမှာရေးစ်လို့ခေါ်တဲ့လူငယ်တူဟာစီဇန်3စီကနေဖိတ်ကြားချက်ကိုလက်ခံရရှိခဲ့ပါတယ်။စီကန်နေရရွေးချယ်ခံရသူတိုင်းဟာပွဲမစခင်၃ရက်လိုထိနှုတ်ထွက်ခွင့်ရှိပေမဲ့ရေးစ်ကသူ့ရဲ့ဖိတ်ကြားချက်ကိုလှုပ်ဝက်ထားပြီးတမက်ရဲ့ကြော်လုံးမှပဲသူ့အမေကိုထုတ်ပြောခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့သားရွေးချယ်ခံရကြောင်းသိလိုက်ရတဲ့အခါမိခင်ဖြစ်သူဂျီနီရဲ့မျက်နှာဟာကြောက်ရွံ့မှုနဲ့စိတ်ပြက်အားငယ်မှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ သူမကိုရိုင်တော့ပြိုင်ပွဲကိုတစ်ခါမှမဝင်ဘူးခဲ့ပေမဲ့ဒီပွဲကိုအရင်ကမြင်တွေ့ဘူးခဲ့တာကြောင့်သူသားအနိုင်ရဖို့အခွင့်အရေးရမ်းနေတယ်ဆိုတာသူမသိနေခဲ့ပေမဲ့ race ကတော့အခြားနည်းလမ်းနဲ့တွေးနေခဲ့ပြီးအဆုံးထိရောက်နိုင်မယ်လို့ခက်ခဲမမယုံကြည်ခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့ဖိတ်ကြားချက်ကိုအမေမသိအောင်ဖွက်ထားခဲ့တဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုလည်းရှိခဲ့ပါတယ်။အဲဒါကတော့တိုင်းပြည်ရဲ့စီးပွားရေးပြိုလဲခဲ့တဲ့ချိန်ကတည်းကသူတို့မိသားစုဟာယာယီလုပ်တွေနဲ့ရပ်တည်နေခဲ့ရပြီးအများနဲ့ဒုက္ခရောက်နေခဲ့ရတာပါ။သူ့အဖေမဆုံးခင်ကတော့၄ရောက်သားစာဝိနေရေးအစဉ်ပြေခဲ့ပေမဲ့ အဖေဆုံးပြီးတဲ့နောက်မှာအခြေအနေတွေပိုဆိုးလာခဲ့တယ်လို့အခုဆိုရင်နေရောညပါလှုပ်လှုပ်နေပေမဲ့ထမင်းစားဖို့တော့မလွယ်ကူလှပါဘူး။ဒါကြောင့်ဘာနာကမ်းမှမရှိတဲ့အတွက်သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့တခွဲသောနေလန့်ဖြစ်တဲ့ပြိုင်ပွဲကိုဝင်ရောက်ဖို့ပဲလို့ race ကဆုံးဖြတ်လိုက်တာပါပဲ။ဒါပေမဲ့ဂျင်နီကတော့ငင်းဆန်နေစေဖြစ်တယ်လို့နှုတ်ထွက်ဖို့တောင်းပန်ခဲ့ပေမဲ့ race ကနားမထောင်ခဲ့တာကြောင့်ခေါင်းမာရဲသားကိုကြည့်ရင်ဂျင်နီဟာစိုးရင်ပူပန်ပြီးဘာမှမတတ်နိုင်တော့ပါဘူး။ဒီထက်ဆိုတာကပြိုင်ပွဲဝင်သူကတတ်မှတ်ချိန်မှာပြိုင်ပွဲဝင်ရမယ့်နေရာကိုမရောက်ဘဲ ဂျိုတင်နှုတ်ထွက်ထတာလည်းမလုပ်ဘူးဆိုရင်အဲ့ဒီလူကိုပြတ်တက်မှာဖြစ်ပါတယ်။ဒါကြောင့်တခြားရွေးချယ်စရာမရှိတော့တာကြောင့်ဂျင်နီဟာသူ့သားကိုပြိုင်ပွဲစီကိုယ်တိုင်ခေါ်သွားခဲ့ရပါတယ်။စိုးရိမ်နေတဲ့သူ့မိကိုမြင်နေရလို့ရေးစ်ကစွန့်ခွာဖို့ဝင်လင်းနေပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုတော့မပြောင်းလဲခဲ့ပါဘူး။လိုအပ်တာတွေအလုံးကိုထုတ်ပိုးပြီးနောက်သူဟာအမေ ဖြစ်သူကိုခံစားချက်ပြည့်နဲ့နှုတ်ဆက်ခဲ့ပါတယ်။အဲ့နောက်စစ်စေးခံမှုစောင့်နေတော့မှာရေးစ်ဟာပစ်နဲ့ဆုံးခဲ့တယ်လို့သူတို့နှုတ်ဦးဟာစကားနှင်းငယ်ပြောပြီးတဲ့နောက်မှာပဲတငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ စကားပြောရင်ပီတာဟာသူ့နယ်ပယ်နဲ့ကက်လျက်ပြည်နယ်ကလာရာဖြစ်ကြောင်းရေးစတီခဲ့ရပါတယ်။အဖိုးရီလည်းလျင်မြဲစွာဖွဲ့စည်းသွားကြပြီးစကားပြောကြရေမောခဲ့ကြပါတယ်။ပျော်ပျော်ရွှင်ရွှင်ရှိတဲ့လူတယောက်ကသူ့ရဲ့ကိုကြီးတွေကိုလူတိုင်းကိုဝေပေးခဲ့ပါသေးတယ်။ရေးစကသူတို့အလုံးဟာဆင်းရဲတဲ့နောက်ခံကလာတဲ့ရိုးသက်သက်လူတွေဖြစ်ပြီးဆင်းရဲမွေးတည်မှုကနေလွတ်မြောက်ဖို့အသေးအတန်ကြိုးစားနေကြတဲ့စရာကိုသဘောပေါက်ခဲ့ပါတယ်။သူတို့အလုံးစိတ်အေးထားကြတဲ့ပုံပေါ်ပေမဲ့တကယ်တမ်းမှာတော့တယောက်နဲ့တယောက်အကဲခံနေကြတာပါ။အဲဒီနောက်မော်တော်ယာဉ်စီးဟာဝေးကနေဖြည်းဖြည်းချင်းမောင်းဝင်လာခဲ့ပါတယ်။ ကာဘုတ်မှာတော့ဒီနှစ်ပြိုင်ပွဲရဲ့ဒိုင်လူကြီးလည်းဖြစ်စီကန်းတွေကိုစောင့်ကြည့်ထိန်းသိမ်းပေးရမယ့်သူလည်းဖြစ်တဲ့ဘိုဂျုံဟာမတ်တက်ရက်နေပါရင်အဲနောက်လူအလုံးကိုစုလိုက်ပြီးနောက်စစ်သားတွေကနံပါပြားတွေနဲ့နာယီလက်ပတ်တွေကိုဝေပေးခဲ့ပါရင်နံပါပြားတွေကသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာကိုကိုးစားပြုပြီးနာယီလက်ပတ်ကတော့အချိန်နဲ့အကွာအဝေးကိုခြေရခံမှာပါအဲနောက်မေဂျာကပြိုင်ပွဲစီကန်းတွေကိုစတင်ကြီးညာခဲ့ပါရင်စီကန်းကရိုးရှင်းပါတယ်မယမနာရှေ့ကိုဆက်ရှောင်နေဖို့ပါပဲဒါပေမဲ့အဆုံးထိအသက်ရှင်ဖို့ကတော့လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး လူတိုင်းဟာတနအီကို၃ပိုင်ထက်မရောတဲ့အရှိန်ကိုထိန်းထားရပါမယ်။အဲ့ဒီအရှိန်အောက်ရော့သွားရင်သတိပေးဝါကတဲ့ချိန်ရရှိပါလိမ့်မယ်။ပြီးရင်အရှိန်ပြန်မြင့်မှုအတွက်၁၀စက္ကန့်ချိန်ရပါမယ်။မောင်မြင်တော့ဒုတိယသတိပေးချက်ကိုရရှိမှာပါ။နောက်ပြီးလမ်းပြပောက်ကိုထွက်ခွာသွားရင်လည်းသတိပေးချက်ရရှိပါမယ်။သတိပေးခံရတာ၃ခါပြေးသွားရင်တော့ပြတ်တက်တော့မှာပဲဖြစ်ပါရဲ့။ဒါပေမဲ့ညာတော်မူသေးသေးလေးတခုတော့ရှိပါရဲ့။အဲ့ဒါကတော့အရှိန်မမှန်ကိုတနအီကြောင်ထိန်းထားနိုင်ခဲ့ရင်သတိပေးခံရမှုတခုစာကိုပြန်ဖယ်ရှားပေးမှာပဲဖြစ်ပါရဲ့။ပြန်မွေးတခုလုံးကိုဒါရိုက်ထုတ်လွှင့်မှာဖြစ်ပြီး အစားသောက်နဲ့ရေကိုစီစဉ်သူတွေကပံ့ပိုးပေးပါလိမ့်မယ်။လမ်းလျှောက်နေစဉ်တွဲမှာတော့ဘယ်သူမှနားလို့မရပါဘူး။ရက်လို့လည်းမရပါဘူး။လမ်းလျှောက်နေရင်စားရတောက်ရအငြိအကျေးပါဆွံ့ရပါမယ်။ဘဲနိုင်ငါဘမလေးဆိုတော့ကိုတော့ဘူဂျိုကိုရိုင်းအောင်မသိပါဘူး။သူတို့ရဲ့တခုရဲသောအလုပ်ကတော့ရှေ့ကိုဆက်လျှောက်နေဖို့ပါပဲ။ဒီလိုနဲ့ပြန်မဝင်နေရစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားကြပြီမဲ့အချိန်နီးလာတာနဲ့အမျှကြောက်ရွံ့မှုတွေစိတ်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့အခုတော့နောက်ပြန်လှည့်ဖို့မဖြစ်နိုင်တော့ပါဘူး။အဲနောက်မှာတော့တနတ်တန်မြည်ဟီးသွားတာနဲ့တင်မင်းရဲ့ချီတက်ပွဲစတင်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ဗန်ဝင်းကျင်ကတည်ငြိမ်နေပြီးပြန်မဝင်နေအောင်လို့သူရဲ့စည်းချက်ကိုချိန်ညှိပြီးအကောင်းဆုံးအခြေအနေကိုထိန်းထားဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲစကားများတဲ့ပြန်မဝင်တဲ့ချို့ကြောင့်အဲ့ဒီငြိမ်းချမ်းတဲ့အခြေအနေပြတ်သွားခဲ့ပါတယ်။သူတို့ကပြန်မဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေစကားစာပြောကြပါတယ်။သူတို့ထဲကတယောက်ကပွဲတစ်ခုလုံးကိုဓာတ်ရိုက်ထုတ်လွှင့်နေမှာဆိုတော့အခုချိန်မှာလူတန်းပေါင်းရာနဲ့ချီ TV ကြည့်နေကြမှာပဲလို့ပြောပြီးလူတိုင်းကိုအားပေးဖို့ကြိုးစားခဲ့ပါတယ်။ဒီစကားကိုကြားတဲ့အခါ race ကလှည့်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့သူကင်မရာကိုရှာတွေ့တဲ့အခါတနပ်ပြောင်းထဲမှာဖုံးကွယ်ထားတာကိုသဘောပေါက်လိုက်ပါတယ်။ဒီလိုထူးဆန်းတဲ့ကင်မရာကိုထားရှိရတဲ့ကြောင်းရင်းကတော့ကြာရှုံးတဲ့သူတွေကိုပြစ်တက်လိုက်တဲ့အခိုက်အတန့်ကိုရိုက်ကူးခြင်းလို့စီစဉ်သူတွေကစီစဉ်ထားတာပါပဲ။နောက်ပြီးသူတို့နောက်ကစစ်သားတွေကိုမြင်လိုက်ရတဲ့အခါပဝင်းချီဟာချက်ချင်းဆိုသလိုပြန်လဲလေးလံသွားခဲ့ပါတယ်။မကြခင်မှာပဲအဖွဲ့ဟာငားမိုင်မှတ်ကိုရောက်လာခဲ့ပါတယ်။လူရိုင်းရဲ့ခွာကကောင်းနေတော့ဖြစ်ပြီးပြိုင်ပွဲမစခင်လေးကျင်ထားကြသလိုသူတို့ရဲ့ရှိန်ကိုထိန်းချုပ်တတ်ကြတာကြောင့်ဘသူမှသတိပေးချက်မရသေးပါဘူး။ ။ဒါပေမဲ့ဘသူကပထမဆုံးသတိပေးချက်ကိုဖြစ်ပေါ်စေမလဲလို့သူတို့ခံမှန်းနေတော့မှာပဲ။စိုးရှားတဲ့တပ်တခုကလူအုပ်ကြားတွေကနေထွက်ပေါ်လာခဲ့ပါရယ်။ race လဲကြည့်လိုက်တဲ့အခါသတိပေးချက်ရသွားတဲ့သူဟာ stepping လို့ခေါ်တဲ့လူတစ်ယောက်ဖြစ်နေတာကိုတွေ့လာရပါရယ်။ပြိုင်ပွဲမစခင်တည်းကသူတို့စကားပြောမှုပြီး stepping ကကျမ်းမာရေးလဲကောင်းမှုမှုပေါ်လာကြောင်းဘလို့လို့ပြီးပထမဆုံးသတိပေးချက်ရခဲ့လဲဆိုတော့ ray ကအံ့ဩနေခဲ့ပါရယ်။ ray တွေးနေတော့မှာပြီးတယောက်လာပြီးရှင်းပြခဲ့ပါရယ်။တကယ်တော့ stepping ကသူ့ရဲ့စီးချက်ကိုပိုပြီးချိန်ညှိနိုင်မှုအတွက်ပြိုင်ပွဲရဲ့အနေအဆုံးကန့်သက်ချက်ကိုစမ်းသပ်နေကြတာဖြစ်ပါတယ်။ ဒီလိုကနေသတိပေးချက်ရခဲ့တာပါနောက်တော့ page ခံမှန်းခဲ့သလိုပဲမကြခင်မှာပဲတခြားသူတွေလည်းသတိပေးချက်တွေရရှိလာကြပါတယ်သူတို့လည်းသူတို့ရဲ့ကန့်သတ်ချက်တွေကိုစမ်းသပ်နေကြတာပါမကြခင်မှာပဲဖွဲ့စည်းပုံတွေစတင်ပြောင်းလဲလာခဲ့ပါတယ်ရှေ့ဆုံးမှာရှိခဲ့တဲ့ပြောင်းမွေးဝင်တို့ဟာတဖြည်းဖြည်းနောက်ကျန်ရခဲ့ပြီးအ धिक ဖွဲ့နဲ့ဝေးကွာသွားခဲ့ပါတယ် race speed နဲ့တခြားသူတို့ဟာသူတို့ရဲ့ရှိန်ကိုထိန်းထားပြီးရှေ့ဆုံးကနေလမ်းလျှောက်ကလမ်းလျှောက်စကားပြောနေကြပါတယ်ဖစ်ကဒီပြောင်းလဲရဲ့မူလစစ်မြေအမှန်တရားအကြောင်းကိုစတင်ပြောပြခဲ့ပါတယ် ီပွဲကစီးပွားမြင့်တင်မှုအစိုးရကဖန်တီးခဲ့တာလုံးဝမဟုတ်ပါဘူး။တကယ်မှန်တရားကချမ်းသာတဲ့အထက်တန်းလွှာတွေအတွက်စီစဉ်ထားတဲ့ဖြောပြေးပုံစံတစ်ခုပဲဖြစ်ပါတယ်။ပြိုင်ပွဲမစခင်တည်းကပြိုင်ပွဲဝင်နေတဲ့နံပါတ်တွေကိုချမ်းသာတဲ့ပြိုင်သက်တွေရဲ့စပွဲတွေစီဖြန့်ဝေထားပေးတာပါ။အဲဒီချမ်းသာတဲ့သူတွေဟာဘသူနိုင်မလဲဆိုတာလောင်းကစားလုပ်နေကြတာဖြစ်ပါတယ်။စုစုပေါင်းလောင်းချင်းငွေပမာဏဟာအမှန်တကယ်ပြိုင်ပွဲဝင်နေရရှိမဲ့စုချင်းငွေထက်အစားပေါင်းရာနဲ့ချီများတယ်လို့ဆိုပါတယ်။ဒီအကြောင်းအရာကိုလူများစုကဆက်ဆုပ်ယုံရှာပေမဲ့ဘယ်ပြိုင်ပွဲဝင်မှာပွင့်ဝင်လေးလေးမငင်းညူခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ်ချမ်းသာသူတွေစီကပတ်စံကြောင့်သာစီစဉ်သူတွေကစွန့်ငွေတစ်ခုကိုပေးနိုင်ကြတာမဟုတ်လားဒါဟာဆာလောင်နေတဲ့လူကြီးတွေကိုမုတ်တဖက်ပြစ်ချပေးလိုက်တာနဲ့တူပါတယ်အိမ်မုတ်ကိုစားကျင်တော့စီကံတိုင်းကစားရမှာပါလူတိုင်းဟာဒီမုတ်ကိုမရနိုင်ဘူးဆိုတာသိနေပေမဲ့စမ်းကြည့်နေကြကြတော့မှာပဲသူတို့မှာဖော်ရှိနေတာကလမ်းလျှောက်တာကိုညီငွေးမှုနဲပါစေပြီးတော့ခီးစဉ်ကလည်းပင်မနေလို့မခံစားရပါဘူးဒီလိုနဲ့ရှေးကဖွဲ့ကဘလောက်ပျော်ရွှင်နေလဲဆိုတာကိုမြင်တော့ပြန်မဝင်နံပါတ်49ဖြစ်တဲ့ရစ်ချယ်လည်းစကားဝိုင်းနဲ့ပါဝင်လာခဲ့ပါတယ် လူဟာဆုံးွယ်အတွက်ပြန်မဝင်တာမဟုတ်ပဲသူ့ရဲ့တွေးကြုံကိုစာအုပ်ဖြစ်ရေးသားပြီးထုတ်ဝေဖို့လို့ဆိုခဲ့ပါရီဒါပေမဲ့ဒီစကားကိုကြားတဲ့အခါတခြားသူတွေကသူ့ရဲ့စီစဉ်ကိုသိရင်မကြည့်ဘူးလို့ယူဆခဲ့ကြပါရီတကယ်လို့သူသားအနံ့ရခဲ့မယ်ဆိုရင်ဆုံးွယ်ကစာအုပ်ရောင်းရောင်းွေထက်အများကြီးပိုတန်ဖို့ရှိမှာပါဒါပေမဲ့သူရှုံးနေငယ်တော့စာအုပ်ရေးဖို့တောင်တတ်ရှင်တော့မှာမဟုတ်ပါဘူးလူတိုင်းကသူ့ရဲ့အိမ်မက်တွေနဲ့အတိတ်ဘဝတွေကြောင်းပြောဆိုနေကြတော့နောက်ထပ်သတိပေးသံတစ်ခုကစကားဝိုင်းကိုဖြတ်တောက်လိုက်ပါရီရေးကြည့်လိုက်တဲ့အခါပြမုံဝင်နံပါတ်9ကာလီဟာခြေထောက်ကျွတ်တက်နေတာကိုတွေ့လိုက်ရပါတယ် သူဟာအ ਨੇ ဆုံးချိန်နဲ့ရှောက်နေတာကြောင့်ကာလီဟာမကြခင်မှာပဲသတိပေးသက်နှစ်ခုကိုဇက်တရရှိခဲ့ပါတယ်။ဒါကြောင့်ရေကဘေးကနေရက်ကြည့်မနေခဲ့ပါဘူး။သူကာလီကိုကူညီဖို့လက်လှမ်းပေးခဲ့ပါတယ်။ရေရဲ့ကူညီနဲ့ကာလီဟာသူ့ရဲ့စည်းချက်ကိုပြန်ရှာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရေလက်လွတ်လိုက်တာနဲ့ကာလီဟာဖျားကိုမခံနိုင်တော့ပဲလဲကျသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ကာလီဟာတနာဖို့ကောင်းစွာပဲကြည်စံနဲ့အဆုံးသတ်ခဲ့ပါတယ်။ကာလီဟာလမ်းပေါ်မှာအသက်မဲ့စွာလှဲလျောင်းချိန်မှာတစ်ချိန်ကပျော်ရွှင်ခဲ့တဲ့လူကြီးဟာလုံးဝတိတ်ဆိတ်သွားခဲ့ပြီး နောက်တစ်ယောက်ဘသူဖြစ်မလဲဆိုတာကိုတဦးချင်းစီကြောက်ရွံ့နေခဲ့ကြပါတယ်။ကံကောင်းစွာနဲ့ပဲနောက်ထပ်ဆေးမန်းရော့ထိကြာရှုံးနေသူမရှိတော့ပဲအဖွဲရတဖြည်းဖြည်းပြန်လဲစိတ်အေးလာခဲ့ပါတယ်။အထူးသဖြင့်ပီတာလမ်းတစ်လျှောက်လုံးစကားပြောမရခဲ့ပါဘူး။လမ်းဘေးကဆိုင်းမုတ်တွေကိုင်းပြီးအားပေးနေတဲ့လူတွေကိုမြင်တဲ့အခါသူဟာလူတိုင်းကိုရေမောစေမယ့်ဟာသတွေတောင်ပြောခဲ့ပါသေးတယ်။ဒါပေမဲ့ရေသန်နေအမြင့်ဆုံးရောက်နေတဲ့အချိန်မှာပဲနောက်ထပ်ဝမ်းနည်းစရာဖြစ်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ပြမုံးဝင်နံပါတ်1ဟာရုတ်တရက်ပါဇက်ကအမြုံနေထွက်ပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ လူချက်ချင်းဆိုသူတို့ကြာရှုံးသွားပြီးပြက်တက်ခံလာရပါတယ်ဒီလိုနဲ့ဂျန်နဲ့ပြန်မဝင်နေဟာလေးလံတဲ့စိတ်ခံစားမှုတွေတဖန်ပြန်ဝင်လာခဲ့ပြီးပြန်ရလာခဲ့တဲ့ပျော်ရွှင်မှုမှန်သမျှဟာလည်းတင်းမမွေရဲ့ဝါမျိုးချင်းကိုခံလာရပါတယ်ဒီလိုနဲ့ကျေပြန်းတဲ့လူမျိုးတစ်ခုကိုဖျက်ကျော်ပြီးနောက်ပြန်မဝင်နေဟာကြီးမားတဲ့ဆယ်ကြီးတစ်ခုစီကိုရောက်ရှိခဲ့ကြပါတယ်နေလကင်ဖြစ်ပြီးနေအောင်ကြီးကရေပေါ်ကိုရောင်မြန်ဟတ်တာကြောင့်တောက်ပတဲ့ရွှေအောင်ရိုင်တစ်ခုဖြစ်နေခဲ့ပါတယ်မြေခွေရဲ့ရုတ်တရက်လှပမှုကလူရိုင်းရဲ့စိတ်ဓာတ်ကိုခဏတာမြင့်တင်ပေးခဲ့ပြီး အဖွဲ့ရနောက်ဆုံးတော့နည်းနည်းပေါ်ပါသွားသလိုခံစားခဲ့ရပါတယ်။တခြားမတော်တဆမှုတွေထပ်မဖြစ်တော့ဘူးလို့လူတိုင်းတွင်းနေချိန်မှာပဲ Gary လို့ခေါ်တဲ့ပြန်မွေးဝင်တူဟာနောက်ထပ် Rank လို့ခေါ်တဲ့ပြန်မွေးဝင်တူနဲ့ရုတ်တရက်စကားများခဲ့ပါတယ်။ Gary ကစကားစကြင်ုံတတ်တတ်ပါပဲ။ဒါပေမဲ့ချင်းကပ်ပုံကမတင်တော်ခဲ့တဲ့အတွက်နှစ်ဦးသားချက်ချင်းရန်ဖြစ်ကြပါရတယ်။ရန်ဖြစ်မှုကြောင့် Rank ဟာသူ့ရဲ့စီးမြင်ပြတ်သွားခဲ့ပြီးဝမ်းနည်းစရာဖြစ်ဆိုးဖြစ်ခဲ့ပါတယ်။သူဟာချော်လဲကြသွားပြီးအချိန်မီပြန်မထနိုင်ခဲ့တဲ့အတွက်3ပေးချက်3ခါရရှိပြီးနေရာမှရင်ပြတ်တက်ခံခဲ့ရပါတယ်။ တစုံတူးကရွယ်ချက်ရှိရှိဒုက္ခပေးနေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါကျန်တဲ့လူတွေဟာ Gary ဟာ Rand ကိုတမင်တက်ခံရအောင်လှုံ့ဆော်ခဲ့တာဖြစ်ကြောင်းချက်ချင်းနားလည်သွားကြပါတယ်။ကျန်တဲ့ဖွဲ့သားတွေကလည်း Gary ကို why or ပြီးစက်စုပ်စရာကောင်းတဲ့သူဖြစ်ဆိုဆွဲခဲ့ကြပါတယ်။တယောက်စာပြောလိုက်တာနဲ့တခြားသူတွေလည်းပါဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဆိုဆွဲမှုတွေကကြကြမခံခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒီလိုကိစ္စမျိုးမှာဘယ်သူမှသူရဲ့ခွန်အားကိုမဖြုံးတီးကြညာလို့ပါ။ Gary ကိုယ်တိုင်လည်းပြစ်ရှိတယ်လို့ခံစားနေခဲ့ပါတယ်။သူဒုက္ခပေးဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ သူတကယ်ပဲစကားပြောကျင်နေတာပါဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ရန်ကိုဒေါသထွက်အောင်လုံးမိသွားခဲ့ပါရင်ဒီလိုနဲ့နောက်နှားရပြီးကိုကုတ်ကိုပားရိုက်နေတဲ့ဂယ်ရီကိုမြင်တော့ခုနကဒေါသထွက်နေတဲ့တခြားသူတွေလည်းဆဲဆိုချိန်မောင်းတာကိုရက်လိုက်ကြပါရင်ပြိုင်မွေးဟာမကြခင်မှာပဲ35မိုင်မှတ်ကိုရောက်လာခဲ့ပါရင်ပြိုင်မွေးဝင်နံပါတ်45ဖြစ်တဲ့ရော်နယ်ဟာရုတ်တရက်ဗိုက်ပြဿနာဖြစ်လာခဲ့ပါရင်သူအပေါ်လေးစိုးမှုခဏရက်ချင်ပေမဲ့ဆက်ဆက်ကံပဲခွင့်ပြုထားတာကအရန်ကိုတူရောင်းလုံးပါရင် ဒါကြောင့်ကြာရှုံးလို့မဖြစ်တဲ့အတွက်သူလမ်းလျှောက်နေနေပဲကိစ္စရှိအောင်ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒီလိုနဲ့လေထဲမှာမခံမရနိုင်အောင်နန်းစော်နေတဲ့နတ်အနေနဲ့ပြည့်နှက်သွားခဲ့ပါရဲ့။အစာပိုင်းမှာရိုနေကဘိုင်အနေငယ်မကောင်းတာပဲလို့ထင်ခဲ့ပေမဲ့သူပြီးသွားပြီးနောက်မှာတော့နာကျင်မှုကမရတန်းခဲ့ပါဘူး။အဲဒီစားသူ့ရဲ့ဘိုင်ကပြင်းထန်စွာနာကျင်လာခဲ့ပါရဲ့။ဒီလိုနဲ့ပြင်းပြတဲ့ဝေဒနာကသူ့ကိုဆက်လျှောက်ဖို့မဖြစ်နိုင်တော့ပဲသတိပေးချက်၃ခါရပြီးနောက်မှာပြစ်တက်ခံလာရပါရတယ်။ညနေပိုင်းမှာပြန်မဝင်နေဟာ35မိုင်ကိုရောက်ရှိခဲ့ကြပြီး မောင်မိုင်းမှုကတဖြည်းဖြည်းကြားရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်တွင်းမှာပဲအကြောင်းမျိုးမျိုးကြောင့်ပြန်မုံဝင်ဆယ်ကန်းကျော်တုတ်တင်ခံလိုက်ရပြီးအစက90ရဲက30လောက်ပဲကျန်ရှိပါတယ်။သူတို့ပတ်ဝန်းကျင်မှာလူများစွာရှိနေသေးပေမဲ့ဒီညကိုအများစုကတက်ရှင်မှာမဟုတ်ဘူးဆိုတာကိုလူတိုင်းသိနေခဲ့ကြပါတယ်။ဒီလိုနဲ့မကြခင်မှာသံကောင်းရံရောက်လာခဲ့ပြီးတနေ့ကုန်လမ်းလျှောက်ခဲ့ရတဲ့အတွက်လူတိုင်းဟာပင်ပန်းနှွမ်းနေပြီးအိတ်ချင်စိဖြစ်လာခဲ့ပါတယ်။အိတ်မပြောင်းထိန်းထားဖို့အတွက်တချို့ကရေရီတောက်ပြီးတချို့ကစားပြီးခွာရအောင်စူးစမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ဒီလိုရှေလျောတဲ့ခီးကြောင့်ဖြစ်ပေါ်လာတဲ့ပင်ပန်းမှုကိုအစားတောင့်နဲ့ကုစားလို့မရပါဘူး။ဒီလိုနဲ့ကံမကောင်းတဲ့ပြောင်းဝင်ချို့ဟာဆက်လက်ထိမထားနိုင်တော့ပဲလဲကြကရှင်းလင်းခံလာရပါတော့တယ်။အဖွဲ့ရဲ့ရှေးဆုံးမှာဖြစ်တဲ့ရေးနဲ့ပီတိုဟာဆက်လက်ရှေတိုးနေခဲ့ကြပါတယ်။သူတို့ဟာနက္ခတ္တဗေဒကနေပထဝီဝင်အထိသူတို့ရဲ့မိသားစုတွေကနေအိနီနာချင်းတွေရဲ့အရှုပ်တော်ပုံတွေအထိအရာရာတိုင်းကိုစကားတွေပြောနေခဲ့ကြပါတယ်။စကားဝိုင်းကတော့လုံးဝမရက်တန့်ခဲ့ပေမဲ့ရေးနဲ့ပီတိုနှုတ်လုံးကတော့တကယ်ကိုလုံးဝပင်ပန်းနွမ်းနေနေခဲ့ကြပါပြီ။ ရေးဟာလမ်းလျှောက်နေနေအိပ်ပျော်လူနေနေဖြစ်နေချိန်မှာပဲနောက်ကနေတနတ်တန်တစ်ခုပဲ့တင်ထက်လာခဲ့ပါတယ်။သူလှည့်ကြည့်လိုက်တဲ့အခါနောက်ထပ်ပြမုံးဝင်တူမြေပြင်ပေါ်လဲကျသွားတာကိုတွေ့လာရပါတယ်။တနတ်တန်ကပင်မနွမ်းနေနေတဲ့လမ်းလျှောက်သူတွေကိုသူတို့ရဲ့ထုံထိုင်းမှုကနေဆွဲထုတ်ခဲ့ပြီးတေးချင်းတယောက်ကိုစိန်ခေါ်နေရတဲ့လက်တွေ့ဘဝစီပြန်ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲဒီလိုအခြေအနေမျိုးမှာကြောက်ရွံ့မှုကတော့ထုံထိုင်းသွားနိုင်တယ်ဆိုတာကိုသူတို့သဘောပေါက်ခဲ့ကြပါတယ်။တနတ်တန်တွေဟာလမ်းတစ်လျှောက်လုံးဆက်လက်ပဲ့တင်ထက်နေပြီးတယောက်ပြီးတယောက်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ကြပါတယ်။ ဘလောက်ကြာသွားရဲဆိုတာကိုဘယ်သူမှမသိနိုင်ပေမဲ့ရေးဟာအဆုံးမှာတော့မိုးကုတ်ဇဝိုင်းပေါ်မှာမှိန်ဖြော့ဖြော့အလင်းရောင်ဖြူစက်တစ်ခုကိုမြင်လာရပါတယ်။တညာလုံးဇက်တိုက်တုတ်တင်ခံရပြီးနောက်တချိန်ကလူ90ရှိတဲ့အဖွဲ့က20ကျော်လောက်ပဲကျန်ရှိပါရတယ်။ဂျိုင်ဝမ်ကိုစွန့်ခွာပြီးနောက်သူတို့ဟာမြို့ရဲ့စုံကိုရောက်လာခဲ့ကြပေမဲ့ပန်းနိုင်ရဲ့အရေးရောင်တော့မတွေ့ရပါဘူး။ရေးဟာသူ့ရဲ့ခွန်အားတွေပျောက်ကွယ်နေတယ်လို့ခံစားရပါတယ်။သူမိခင်ရဲ့တတိပေးစကားကိုနားမထောင်ပဲပြိုင်မိုးကိုဝင်မှုအတင်းကျပ်တောင်းဆိုခဲ့တာကိုသူနောင်တရလာခဲ့ပါတယ် ဒါပေမဲ့အခုချိန်မှာတော့နောင်တရတာကဘာမှအကျိုးမရှိပါဘူး။တစ်ဖက်မှာလည်းပစ်ကရေးအခြေအနေမကောင်းဘူးဆိုတာကိုသတိထားမိသွားခဲ့ပါတယ်။သူတို့ဟာပြန်ပွဲရပြန်မက်တွေဖြစ်ကြပေမဲ့လမ်းလျှောက်မှာတီးဆောက်ခဲ့တဲ့ဆက်ဆံရေးကသူတို့ကိုခင်မင်ရင်းနှီးတဲ့ငွေချင်းတွေဖြစ်စေခဲ့ပါတယ်။ပစ်ရဲ့နှစ်သိမ့်စကားတွေကိုကြားတဲ့အခါရေးဟာဖြစ်ဖြစ်ချင်းပြန်တည်ငြိမ်လာခဲ့ပါတယ်။သူဟာသူ့ရဲ့စီးချက်ကိုချိန်ညှိပြီးနောက်မကျအောင်တင်းကျပ်ထိန်းထားခဲ့ပါတယ်။ပြည်ကျအားပေးမှုကြောင့်သူတို့ဟာရှေ့ဆုံးကနေဆက်နေနိုင်ခဲ့ကြပါတယ်။သူတို့ဟာတူးကိုတူထောက်ကူအားပေးရင်နောက်ထပ်10မိုင်လမ်းလျှောက်ခဲ့ကြပါတယ်။ 69မိုင်မှတ်ကိုရောက်တဲ့အခါပြမုံးဝင်78ဦးသာကျန်ရှိပါရတယ်။တညာလုံးလမ်းလျှောက်ခဲ့ရပြီးတဲ့နောက်လူတိုင်းဟာလုံးဝကိုပင်ပန်းနွမ်းနေနေခဲ့ကြပြီးစကားများတဲ့ပိတောင်တိတ်ဆိတ်သွားခဲ့ပါရတယ်။အဖွဲဟာတိတ်ဆိတ်စွာရှောက်နေတော့မှပဲစူးရှားတဲ့တန်တစ်ခုဟာလေထဲမှာထွက်ပေါ်လာခဲ့ပါရတယ်။အဲနောက်ရစ်ချတ်မြေပြင်ပေါ်လဲလျောင်းနေတာကိုမြင်တော့သူတို့တုံးလုံးသွားခဲ့ကြပြီမယ်။သူတို့ရဲ့မျက်နှာတွေမှာတော့ဘာခံစားချက်မှမပြခဲ့ကြပါဘူး။တရက်တွင်းမှာဒေသုံးမှုအများကြီးကိုမြင်တွေ့ပြီးတဲ့နောက်မှာသူတို့ဟာထုံထိုင်းသွားခဲ့ကြပါပြီ။ ဒါပေမဲ့ရေးစိတ်ပြက်အောင်ငင်နေချိန်မှာပစ်ကသူ့ကိုတကယ်ပြန်မွေးကအခုမှစနေပြီလို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီအထိအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေဟာအကောင်းဆုံးနဲ့ကအကောင်းဆုံးနေဖြစ်နေလို့ပါပဲ။တကယ်လည်းနောက်ထပ်33မိုင်အထိဘယ်သူမှမကြာရှုံးမဲဒီတိုင်းဆက်သွားခဲ့ကြပါတယ်။အဖွဲတွင်းကအခြေအနေဟာတော်တော်လေးတင်းမာလာခဲ့ပါတယ်။ပစ်ကစကားဆဖို့ကြိုးစားခဲ့ပေမဲ့ဗဇက်ဖွင့်လိုက်တဲ့အခါဘာပြောရမှန်းတော့မသိတော့ပါဘူး။အဲဒီနောက်ဘဲကမှမသိနောက်ထပ်ဝမ်းနေစရာဖြစ်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ မိုင်းတရအမတ်ရောက်မှပြန်မဝင်သူဟာစစ်သားတွေမမြင်အောင်အဆောက်အုံတစ်ခုရဲ့နောက်မှာပုံအောင်မှုစူးစမ်းရင်လမ်းကနေရုတ်တရက်ခွဲထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမျိုးမိုင်းမဲတဲ့လက်ကွက်တွေဟာသတိရှိနေတဲ့စစ်သားတွေအတွက်ဘာမှမဟုတ်ပါဘူး။ဒါဟာကိုယ်တည်ရင်ကို တူးတာပါပဲ။အဲ့လူလဲကျသွားတာကိုမြင်တော့ရေးနဲ့ပီတိုဟာမယုံနိုင်မဲကြက်တေတေသွားခဲ့ကြပါတယ်။ကြံရှိတဲ့ပြန်မဝင်တွေဟာအရာလုံးကိုမေးခွန်းထုတ်လာကြပါတယ်။ဘသူကဒီလိုရက်ဆက်တဲ့ပြန်မဝင်ကိုစီစဉ်ခဲ့တာလဲ။ဘာလို့လဲကျုံနေတဲ့တေကြီးတရားပဲဖြစ်နေခဲ့ရလဲဆိုပြီးမေးခွန်းထုတ်လာခဲ့ကြပါတယ်။ တယောက်ကစပြောလိုက်တာနဲ့တခြားသူတွေလည်းပါဝင်လာခဲ့ကြပါတယ်။သူတို့ဟာစစ်သားတွေနဲ့နောက်ခွဲကစီစဉ်သူတွေကိုစတင်ဆဲဆိုခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူတို့ရဲ့ဒေါသတွေတောင်ပြန်မေးမိန်သွားခဲ့ပြီးဒိတ်ဆိတ်မှုနဲ့ပင်ပန်းနွမ်းနယ်မှုသာကြန့်ရှိခဲ့ပါတယ်။နောက်ဆက်ဝင်ကမ်းမှာတော့မြို့ငယ်လေးကိုဖျက်ကျော်ပြီးနောက်အဖွဲ့ဟာပင်လယ်ကိုဖျက်ကျော်ထားတဲ့ကြီးမားတဲ့ဒရာကြီးတစ်ခုစီကိုရောက်လာခဲ့ကြပါတယ်။စကားပြောဆိုတဲ့အကြောင်းအရာကစီစဉ်သူတွေကိုချိန်ဆရာကနေသူတို့အနာရခဲ့ရင်စွန့်ငွေနဲ့ဘာလုပ်မလဲဆိုတာကိုပြောင်းလဲသွားခဲ့ပါတယ်။ တချို့ကနှိတ်ခမ်းသွားပြီးအနာယူကျင်တယ်လို့ပြောခဲ့ပြီးတချို့ကကြီးမားတဲ့ညစာတစ်ခုကိုစားသုံးဖို့အိမ်မက်မက်ခဲ့ကြပါတယ်လူတိုင်းဟာသူတို့ရဲ့တောက်ပတဲ့နာကတ်ကိုစိတ်ကူးရင်နေချိန်မှာပဲအရင်တုန်းကစကားများပြီးငြိမ်သက်နေခဲ့တဲ့ Gary ဟာရုတ်တရက်စကားဝိုင်းနဲ့ဝင်လာခဲ့ပါတယ်အရင်ကတင်းမာမှုတွေရှိခဲ့ပေမဲ့သူ့ရဲ့မမျှော်လင့်ထားတဲ့စကားတွေကစိတ်ကံစားချက်ကိုပေါ်ပါစေခဲ့ပြီးရေမောတန်တွေကမှန်းညွတ်မှုကိုတဖြည်းဖြည်းအစားထိုးခဲ့ပါတယ်ပြိုင်ပွဲဟာမကြခင်မှာမိုင်း130မှတ်ကိုရောက်လာခဲ့ပါတယ်မိုးကောင်းကင်မှာမိုးချိမ့်တဲ့နေမြည်ဟီးပြီးမိုးသဲထန်စွာစတင်ရွာသွန်းခဲ့ပါတယ် ရေနဲ့ပီတိုဟာတဖွဲ့ရဲဖြစ်သွားခဲ့ပြီးလမ်းလျှောက်နေတဲ့အနောက်ယူနိုင်မှုအတွက်တလဲစီတူဦးကိုတူထောက်ကူပေးခဲ့ကြပါတယ်။သူတို့ရဲ့ခြေထောက်တွေမရက်ခဲ့ပေမဲ့ဒီလက်ွက်လေးကသူတို့ကိုတန်ဖိုးရှိတဲ့တတ်တာရရမှုအနည်းငယ်ပေးခဲ့ပါတယ်။ဒိုင်လူကြီးကဘာသတိပေးချက်မှမထုတ်ပြန်တော့ကိုမြင်တော့တခြားပြန်မဝင်နေလဲသူတို့ကိုစတင်အတူယူခဲ့ကြပါတယ်။နောက်ထပ်တညတာကြာပြီးနောက်ကြန့်ရှိတဲ့ပြန်မဝင်၁၇ဦးဟာ၁၂ဦးထိရောကြသွားခဲ့ပါတယ်။ခရီးထွက်မှာပီတိုဟာရုတ်တရက်လမ်းလျှောက်တာကိုရက်လိုက်ပါတယ်။ရေကပီတိုရဲ့ကန့်သက်ချက်ကိုရောက်ပြီလို့ထင်ခဲ့ပေမဲ့ သူလှည့်ကြည့်လိုက်တဲ့အခါပီတာလမ်းပေါ်မှာသူ့ရဲ့ဘောင်းမီကိုချွတ်ပြီးအပေါ်လေးစုံနေတာကိုတွေ့လိုက်ရပါတယ်။သုံးရက်ဆက်တိုက်လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ပီတရဲ့ချိန်ကိုင်းမှုဟာအပြစ်ပြောစရာမရှိပါဘူး။ဆယ်စက္ကန့်ရည်တွယ်မှုကကိုကိုရောက်တဲ့အခါတိုင်းသူဟာအချိန်မီမတက်ရနိုင်ခဲ့ပြီးနောက်ထပ်သတိပေးချက်ပြန်မစခင်မှာသူဟာပြန်ဆက်လျှောက်နိုင်ခဲ့ပါတယ်။ဒါကိုထပ်ခါထပ်ခါလုပ်ခြင်းအပြင်ပီတာသူ့ရဲ့စာရင်ကိုဗိုက်ချောင်စီအောင်သာမကခဏတာအနားယူနိုင်ခဲ့ပါတယ်။နောက်ထပ်ပြန်မဝင်သူကသူ့ကိုအတူယူဖို့စူးစမ်းခဲ့ပေမဲ့ထိုင်ချလိုက်တာနဲ့ပြန်မထနိုင်ခဲ့တဲ့အတွက်တတ်ခံခဲ့ရပါတယ်။ ပီတီရဲ့လိမ်မာပါနဲ့တဲ့ရှင်သန်မှုလက်ကွက်ကိုမြင်တဲ့အခါတခြားလူတွေကသူ့ကိုအံ့ဩလေးစားစွာကြည့်ခဲ့ကြပါတယ်။နောက်ထပ်၅မိုင်လမ်းလျှောက်ပြီးတဲ့နောက်မှာသူတို့အနိုင်ရခဲ့ရင်ဘာလုံးမဲဆိုရဲဆွေးနွေးမှုစီပြန်ရောက်လာခဲ့ပါတယ်။ရေးလဲပေါဝင်လာခဲ့ပြီးသူလိုချင်တဲ့ဆန္ဒကိုပီတ်ကိုပြောပြခဲ့ပါတယ်။အဲနောက်ရေးရဲ့ဆန္ဒကဗိုလ်ချုပ်ကြီးကိုတတ်ပစ်ဖို့ဖြစ်တာကြောင့်ပီလဲအံ့ဩတင်သွားခဲ့ပါတယ်။ဘာလို့ရေးကဗိုလ်ချုပ်ကြီးကိုတတ်ချင်တာလဲဆိုတော့တကယ်တော့နှစ်ပေါင်းများစွာကြာတဲ့ပြည်ရင်းစစ်ကြောင်းအမေရိကန်တဝန်းမှာအိဗယ်မရှိတဲ့ဥပဒေတွေဖြစ်ပေါ်လာခဲ့ပါတယ်။လူတွေကိုအချို့သောအကြောင်းအရာတွေကြောင့်ပြောခွင့်မပြုဘဲ ြောဆိုသူမမယောက်ကိုဖမ်းတာတွေရှိခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ရေရဲ့ဖခင်ဟာစိတ်ပြက်အားငယ်စွာနဲ့ပြောဆိုခဲ့ပြီးအာဏာပိုင်အဖွဲ့ကဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီဖွဲ့ရဲ့ခေါင်းဆောင်ကတော့ဗိုလ်ချုပ်ကြီးဖြစ်ပါတယ်။ရေရဲ့ဖေနဲ့ဗိုလ်ချုပ်ကြီးဟာတချိန်ကတကယ်ချင်းကောင်းနေဖြစ်ခဲ့ကြပြီးတော့တကယ်လို့ရေဖေဟာပြစ်ပေးမှုကိုတိတ်ဆိတ်လက်ခံခဲ့မယ်ဆိုရင်နှင်းနှင်းငယ်သာထောင်ကြမှာပါ။ဒါပေမဲ့ရေရဲ့ဖေကကြောက်ရွံ့မှုနဲ့နေထိုင်ရတာကိုငြင်းဆန်ခဲ့ပါတယ်။သူဟာလူရိုင်းရဲ့ရှေ့မှာရက်ပြီးမပြောရတဲ့ရာအလုံးကိုအော်ဟစ်ပြောဆိုခဲ့ပါရီ။အဲဒီရဲ့ရလက်ကတော့ဝမ်းနေစရာဖြစ်ခဲ့ပါရီ ဗိုလ်ချုပ်ကြီးကရေးရဲဖေကိုပြတ်တက်ခဲ့ပါတယ်အဲဒီလိုမျိုးသစ္စာရှိမှုလုပ်ရက်ကပဲဗိုလ်ချုပ်ကြီးကိုဂုံယူစရာတွေရရှိစေပြီးဒေလောဝော့ရဲ့ဒိုင်လူကြီးဟာကိုရရှိစေခဲ့တာဖြစ်ပါတယ်ရေးဟာစနစ်ကိုအမြဲတမ်းစိန်ခေါ်ခြင်းခဲ့ပေမဲ့ဒါဟာသူ့ရဲ့တူတူသောဝင်းဒိုးဝင်ဖို့မဟုတ်ပဲသူ့ရဲ့မျိုးဆက်တစ်ခုလုံးရဲ့ဝင်းဒိုးဝင်ဖို့ဖြစ်တယ်ဆိုတာကိုနက်နက်နဲနဲသိခဲ့ပါတယ်ဒါပေမဲ့ကြောက်ရွံ့မှုနဲ့တိတ်ဆိတ်မှုတို့ကြောင့်လူတိုင်းကဘာမှမလုပ်ဖို့ရွေးချယ်ခဲ့ကြပါတယ်ရေးဟာသူ့ကိုယ်သူတည်းရဲ့ကောင်းဖြစ်မမြင်ခဲ့ပါဘူးစီမင်းတွေကိုပြောင်းလဲဖို့ကိုလည်းခရီးမဆိုင်ပါဘူးသူ့ဖေအတွက်လက်စားချေခြင်းကိုတတ်တတ်ပါ ီလိုနဲ့ရေရဲ့ဇလံကိုကြားတဲ့အခါပီထာနက်ရှိုင်းနဲ့ဝမ်းနည်းမှုကိုခံစားခဲ့ရပါတယ်။သူတခုခုကိုပြောချင်ခဲ့ပေမဲ့ဇကလုံးတွေကထွက်မလာခဲ့ပါဘူး။အဲဒီနောက်တတိယမြောက်ညနေခင်းမှာပြန်မဝင်နေဟာမိုင်းနှရာကျော်ကိုလမ်းလျှောက်ခဲ့ကြပါပြီ။နောက်ထပ်အများပြားရှင်းလင်းခံခဲ့ရပြီးလမ်းပေါ်မှာပြန်မဝင်6ဦးသာကျန်ရှိပါတော့တယ်။သူတို့ဟာလှုပ်ရှားနေတော့မှာပဲ။ဒါပေမဲ့သူတို့အလုံးဟာကျိုးပဲ့လူနေနေဖြစ်နေကြပါပြီ။နောက်ကျကျန်ခဲ့တာကိုရှောင်ရှားဖို့အတွက်အသက်ရှင်ကျန်ရင်သူတွေဟာတအူးကိုတူကိုင်းထားပြီးလမ်းလျှောက်ရင်အလဲကျအနားယူကြပါတယ်။ ဒါပေမဲ့ခဏတာနားယူမှုလေးတွေကသူတို့ရဲ့ခြေထောက်ကနာကျင်မှုကိုတတ်တာစေခဲ့တာတော့မဟုတ်ခဲ့ပါဘူး။ဒီလိုနဲ့နောက်ထပ်တနည်းနဲ့တညအကုန်လုံးသွားပြီးကြရစ်တဲ့6ဦးဟာဆက်လက်ခံနိုင်ရရှိနေခဲ့ကြပါတယ်။အဲနောက်နောက်တစ်ယောက်ဘယ်သူကြာရှုံးမလဲဆိုတာလူတိုင်းတွေးနေချိန်မှာပဲ။ Gary ဟာရုတ်တရက်ရှေ့ကိုပြေးထွက်သွားပြီးရပ်တန့်လိုက်ပါတယ်။ဘသူမှတုံ့ပြန်မှုမတတ်နိုင်ခဲ့မှာပဲ။သူကသူ့ကိုယ်သူအဆုံးစင်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့ကြားကမှိုင်းညွနေတဲ့စိတ်ခံစားမှုဟာပိုပြီးလေးလံလာခဲ့ပါတယ်။နောက်ထပ်တစ်ယောက်အကုန်လုံးသွားခဲ့ပြီးသူတို့မိုင်း260ရှောက်ခဲ့ကြပါပြီ။ ပေးထားဒီလောက်ထိရောက်နိုင်လိမ့်မယ်လို့တခါမှမမျှော်လင့်ခဲ့ပါဘူး။သူတို့ဟာအိမ်မပြောတဲ့ညတညအကုန်ဆုံးပြီးနောက်သူတို့မျိုးတွေကိုဝင်လာချိန်မှာပြန်မုန်းဝင်၅ဦးသာကြန့်ရှိပါရတယ်။အဲနောက်ရေးဟာလမ်းဘေးမှာသူ့ရဲ့မိကိုရုတ်တရက်မြင်လာရပါတယ်။သူမရဲ့ပုံမှန်တရံကသူ့ရဲ့အောင်စူးဆိုင်မှုကိုပျက်စီးစေခဲ့ပါတယ်။သူတတိပေးခံရနိုင်တယ်ဆိုတာကိုသိနေပေမဲ့ရေးဟာသူ့မိစီပြေးသွားပြီးနောက်ဆုံးချိန်ဖတ်ထားခြင်းခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမကိုနောက်ထပ်မြင်ရတော့မလားဆိုတာကိုသူမသိနိုင်လို့ပါပဲ။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲပိတ်ကသူ့ကိုချိန်ပြီးဆွဲထားခဲ့ပါတယ်။ ရေးသားတတ်မှတ်ထားတဲ့လမ်းကနေထွက်သွားခဲ့ရင်ချက်ချင်းရှင်းလင်းခံရမှာပါဒီလိုနဲ့သူ့ရဲ့မောင်းကိုသဘောပေါက်တဲ့အခါရေးဟာသူ့ကိုယ်သူချက်ချင်းထိန်းချုပ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုစီးကျက်စီအတင်းကျပ်ပြန်ပို့ခဲ့ပါတယ်ဒီလိုနဲ့ပြိုင်ပွဲဟာမိုင်300မှတ်ကိုရောက်လာခဲ့ပါတယ်အသက်ရှင်ကျန်ရင်သူတွေဟာရှေ့ကိုဆက်တိုးနေကြပေမဲ့အဆုံးကနီးနေပြီဆိုတာကိုသူတို့အားလုံးသိနေကြပါတယ်အဲဒီနောက်မှာကိုလီဆိုတဲ့သူဟာနောက်ဆုံးမှထားဖောက်သွားခဲ့ပါတယ်သူဟာစစ်သားရဲ့တနက်ကိုလူယူပြီးလူတိုင်းကိုခဏတာနားယူဖို့ချိန်ပေးဖို့ပြန်တိုက်ခိုက်ဖို့စူးစမ်းခဲ့ပါတယ် ။ဒါပေမဲ့အကြာကြီးလမ်းလျှောက်ခဲ့ရတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်မှာဘာအင်အားမှမရှိတော့ပါဘူး။သူဘာမှမလုပ်နိုင်ခဲ့မှာပဲဗိုလ်ချုပ်ကြီးကသူ့ရဲ့တနက်ကိုမြှောက်ပြီးသူ့ကိုပြစ်တက်ခဲ့ပါရီ။ကျန်ရှိတဲ့လေးဦးဟာရန်နာဖို့မရဲကြပဲရှေ့ကိုဆက်လှူရှားနေခဲ့ကြပါရီ။မိုင်350ကိုရောက်တဲ့အခါအာတာဟာဆက်မသွားနိုင်တော့ပါဘူး။ရေးနဲ့ပီတိုကသူ့ကိုဆက်ခံနိုင်အောင်အားပေးဖို့ကြိုးစားခဲ့ကြပေမဲ့အာတာကသူ့ရုပ်ကိုချိန်မဖြုံးစေချင်တော့ပါဘူး။ဒါကြောင့်အာသာဟာပြစ်တက်ခံရပြီးတဲ့နောက် Ray, Fitness, Stebino 3ဦးသာအကျန်ရှိပါရတယ် ဒီလိုနဲ့ဂျိုင်ဝမ်ကိုဖျက်ချော်ပြီးနောက်ပင်လယ်ကိုဖျက်ချော်ထားတဲ့ကြီးမားတဲ့တရာကြီးတစ်ခုစီကိုရောက်လာခဲ့ကြပါတယ်။ကြံရှိတဲ့နှုတ်ဟာဆက်လက်တောင်းခံနိုင်နေတာကိုမြင်တဲ့အခါစတပင်ကသူဆက်မသွားနိုင်တော့ဘူးဆိုတာကိုသိခဲ့ပါတယ်။သူဟာနှုတ်ဆက်ပြီးလက်လျှော်ခဲ့ပါတယ်။သူ့နောက်ွယ်ကတနက်တန်မြည်ဟီးသွားချိန်မှာရေရဲ့စိတ်တွေဟာစတင်ပြိုကွဲလာခဲ့ပါတယ်။ပစ်ကတော့ပန်းတိုင်းနီးနေပြီးငါတို့ဆက်သွားမယ်လို့တိုက်တွန်းခဲ့ပါတယ်။သူအဝေးကလူတွေကိုမြင်နေရပါတယ်။ဒါပေမဲ့ရေကအမှန်တရားကိုသိနေခဲ့ပါပြီ။ ပြန်မဝင်တဲ့ဦးကျန်းရှိနေသည်မြတ်ပန်းတိုင်းဆိုတာဘရောမှရှိလာမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီပြန်ပွဲမှာအနိုင်ရသူဟာတဦးရဲသာရှိနိုင်လို့ပါပဲ။ဒီစကားကိုကြားတဲ့အခါပီတာသူ့ခြေလမ်းလေးကိုရက်လိုက်ပါတော့တယ်။သူအဆုံးထိရောက်ရင်အနိုင်ရမယ်လို့အမြဲတမ်းယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့အဆုံးဆိုတာမရှိဘူးဆိုတာကိုပါသိလိုက်ရတဲ့အခါသူလုံးဝပြိုကွဲသွားခဲ့ပါတယ်။သူဟာမိဘမဲ့တဦးဖြစ်ပြီးမိဘမရှိဘဲကြီးပြင်းလာခဲ့ရသူပါ။သူပြန်မဝင်ရတဲ့တဦးတဲသောအကြောင်းရင်းကဂုံတိတ်ခါရှိတဲ့တေဆုံလေးကိုရှာဖွေဖို့ပါပဲ။ ရေမော်တို့သူ့ကိုစောင့်နေတဲ့မိခင်ရှိသေးတယ်ဆိုတာကိုသိတာကြောင့်ပစ်ကသူ့ပဲလက်လျှော့လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ရေဟာသူ့တငယ်ချင်းရဲ့ဆွလုံမှုကိုနားလည်ခဲ့ပေမဲ့ဒီလိုနီးနဲ့နားရတာကသူ့ကိုထောက်ရချောက်လှန်နေမှာပါ။ဒါကြောင့်ရေရဲ့တောင်းပန်မှုပြီးမှပိထာပြန်ထရက်လိုက်ပါတယ်။ဒါပေမဲ့သူခြေလန်းနှဲငယ်လှမ်းလိုက်တာနဲ့သူ့နောက်ကနေတနတ်တန်တစ်ခုပဲ့တင်ထက်လာခဲ့ပါတော့တယ်။ရေဟာဆက်ပြီးမထိန်နိုင်တော့ပါဘူး။သူအနာရကျင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမျိုးမနှက်ဖြန်မရှိတဲ့မျောလင်းချက်မရှိတဲ့ကဘာမျိုးမှာအသက်ရှင်နေဖို့သူမလိုချင်ခဲ့ပါဘူး။ ။ဒါကြောင့် Pete Madden ထရရလိုက်တဲ့အခါ Ray ကတော့ရက်တက်မှုရွေးချယ်ခဲ့ပါရီ။ဒီလိုနဲ့ပဲ Ray ပြစ်သက်ခံလိုက်ရခြင်းနဲ့အတူနောက်ဆုံးရလဒ်ကိုဆုံးဖြတ်လိုက်ပါပြီ။အော်ပေးနေတဲ့ပြိတက်ကိုမြင်လိုက်တဲ့အခါ Pete ဟာလုံးဝတုန်လှုပ်သွားခဲ့ပါရီ။သူမျက်ရည်ကျနေစင်ပါပဲအစီစဉ်တင်ဆက်သူကသူ့စီကိုရှောက်လာခဲ့ပါရီ။စည်းကန်းနေရသူဟာကြီးမားတဲ့စုငွေနဲ့ဆန္ဒတစ်ခုကိုရရှိမှာပါ။ဒါကြောင့်သူ့ကိုဘာလို့ချင်းလဲလို့မေးတဲ့အခါပစ်ကသူ့ရဲ့ဖြေကိုပေးခဲ့ပါရီ။သူဟာဘိုးချုပ်ကြီးကိုသူ့ရဲ့တနက်နဲ့ချိန်လိုက်ပါရီ ဒီလိုနဲ့သူဟာဘိုးချုပ်ကြီးကိုရေးထွက်ပြစ်တက်လိုက်ပါရတယ်။လူအုပ်ကထိတ်လန့်တုန်လှုပ်ခြင်းမရှိခဲ့ပါဘူး။စန်းကျင်ပန်းအနေနဲ့သူတို့အားပေးခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့အတွက်ဘသူသေးသေးအရေးမကြီးတော့လို့ပါပဲ။လမ်းဘေးကအားပေးနေတဲ့လူအုပ်ကိုပိတ်ကြည့်နေချိန်မှာသူ့ရဲ့စိတ်ထဲမှာဘာမှမရှိတော့ပါဘူး။သူဟာစုငွေတွေကိုသူ့အတွက်မသုံးတော့ပါဘူး။အဲ့ဒီစားကြာဆုံးသွားတဲ့ပြန်ပုံဝင်နေတဲ့မိသားစုတွေကိုအကုန်လုံးကိုပေးအပ်ခဲ့ပါတယ်။ကဲဒါကတော့2025ခုနှစ်ရဲ့နောက်ဆုံးပေါ်တဲထက်ရင်ပေါ်လက်ရမြောက်ရုပ်ရှင် The Long Walk ရဲ့ဇာတ်လမ်းပဲဖြစ်ပါရင်